ရှင်လုကာခရစ်ဝင်ခန်းကြီး6ဒုတိယဧကတဥပုံနေ၌ကိုရောသည်ဂျုံစဘာလေခွက်တို့ကိုရှောက်ကြတော်မူလျှင်တပည့်တော်တို့သည်စဘာအသီးနှံတို့ကိုဆွေ၍လက်နှင့်ပုတ်နှင့်လျက်စားကြ၏ပါရိရှေချူရူကဥပုံနေ၌မပြုတ်အပ်တော်မူကိုသင်တို့သည်အဘဲကြောင့်ပြကြသည်နည်းဟုဆိုကြတော်ယေရှုကဒါဝိဒ်သည်မိမိအဖော်တို့နှင့်တကွမွတ်သိခြင်းမွတ်သိသောအခါဘုရားသခင်၏အိမ်တော်သို့ဝင်၍ ရစ်ပျောဟိတ်တို့မှတပါဘယ်သူမှမဆက်အပ်တော့ရှိတော်မုံကိုယူ၍ယူဆ၍မိမိအပေါ်တို့အားပေးသည့်အကြောင်းကိုများတင်တို့သည်မဖတ်ဘူးတလို့ထိုမှတပါလူသားသည်ဥပုံနည်းကိုပင်အစိုးရသည်ဟုမိန်တော်မူ၏အခြားသောဥပုံနည်း၌ကိုတော်သည် တရားစီရင်တို့ဝင်၍ဆုံးမဩဝါဒပေးတော်မူသည်တွင်ထိုစီရင်၌လက်လက်ရလက်သေးသောသူတယောက်ရှိ၏ဥပုံနည်း၌သူ၏ယောဂကိုငြင်းစေမည်မငြင်းစေမည်ကို ကျန်းပြူဆီယန်နှင့်ပါရီရှဲရိုသည်ကိုရိုနိုင်အပြစ်တင်ခွင့်ကိုရှာ၍ခြောက်ကြည့်ကြ၏ကိုရိုသည်သူတို့အကျဉ်စီကိုသိလျင်လက်သေးသော သူအားထလော့အလယ်၌မတ်တက်နေလောဟုမိန့်တော်မူသည့်အတိုင်းထိုသူသည်ထ၍မတ်တက်နေ၏ယေရှုကလည်းသင်တို့ကိုငါမေးမည်ဥပုံနေ၌အဘယ်သို့ပြုအပ်သနည်းယေရှုပြုအပ်သလောသူအကျိုးကိုဖျက်ဆီးအပ်သလောအသက်ကိုကယ်အပ်သလောတတ်အပ်သလောဟုပရိသတ်တို့အားမေးတော်မူလျင်ထိုသူအပေါင်းတို့ကိုပတ်လည်ကြည့်ရှုလျက် သင်ဤလက်ကိုဆန့်လို့ဟူထိုသူအားမိန့်တော်မူ၍သူသည်မိမိလက်ကိုဆန့်ရင်ထိုလက်သည်လက်တစ်ဖက်ကဲ့သို့ပဂတိဖြစ်လေ၏ထိုသူတို့သည်ဒေါသစိတ်နှင့်ယစ်မှု၍ယေရှုအားအဘယ်သို့ပြုရအံ့ဤဟုအချင်းချင်းဆွေးနွေးကြ၏ထိုနေ့ရက်ကာလ၌ကိုရောသည်ဆုတောင်းပတနာပြုခြင်းကတောင်းပေါ်သို့ကြ၍ဖျားသခင်အားဆုတောင်းပတနာပြုလျက်တညံ့လုံးနေတော်မူ၏မိုးလင်းသောခါတပဲတော်တို့ကိုခေါ်တော်မူ၍ပေထရုမြေတိကိုရသော ရှီမုန်နှင့်သူညီအန်ဒရီ ယာကုပ်နှင့်ယောဟန်ဖိလိပ္ပုနှင့်ဘာတော်လမယ်မတ်သဲနှင့်သောမအားဖဲဤတယာကုပ်နှင့်ဇေလုဟုခေါ်ဝေါ်သောရှိမုံယာကုပ်၏ညီယူဒာနှင့်ကိုရောကိုအံ့နံသောယူဒရှ်ကယုတ်တိဟုသောတကြိတ်နှစ်ပါးတို့ကိုရွေးကောက်၍တမန်တော်အမည်ဖြင့်သမုတ်တော်မူ၏ထိုသူတို့နှင့်အတူကိုရောသည်တောင်ပေါ်ကဆင်းချွာ၍ညီညီရအရက်၌ရက်တော်မူ၏ တရားနာခြင်းက၎င်းအနာယောဂါတို့ကိုညင်းစေခြင်းက၎င်းယေရုရှလင်မြို့မှဆာ၍ယူရာပြည်ပင်လယ်ကမ်းနာတူရူမြို့ဇီဒုံမြို့အရရတို့ကလာကြသောလူအစုဝေးအပေါင်းတို့နှင့်တပည့်တော်အပေါင်းတို့သည်ရှိကြ၏ညဉ့်ညူသောနှင့်ညင်းစေသောသူတို့သည်လည်းလာ၍ချမ်းသာရကြ၏ကိုရောအထက်ကတကူထွေ၍သူအပေါင်းတို့ကိုတတစေတော်မူသည်ဖြစ်၍ပရိသတ်အပေါင်းတို့သည်ကိုရောကိုတို့ခြင်းကရှာကြံကြ၏ထိုအခါကိုရောသည်မျော်၍တပည့်တော်တို့ကိုကြည့်တော့ကြည့်ရှုတော်မူလျှင် ။စင်ရဲသောသင်တို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားဘုရားသခင်၏နိုင်ငံတော်သည်သင်တို့၏နိုင်ငံဖြစ်၏။ယခုတွင်မုတ်သိပ်သောသင်တို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသင်တို့သည်ဝါပြောခြင်းသို့ရောက်ရကြလက်တံ။ယခုတွင်ငိုကြွေးသောသင်တို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသင်တို့သည်ရဲကြလက်တံ။သူတစ်ပါးတို့သည်လူသားကြောင့်သင်တို့ကိုမုန်းသောအခါပယ်ရှားနှင်ထုတ်၍ကဲ့ရဲ့ခြင်းအသေးရှုံးချခြင်းကိုပြုသောအခါသင်တို့သည်မင်္ဂလာရှိကြ၏။ ထူကာလ၌ဝမ်းမြောက်ခြင်းရှိကြလော့အရှင်မြို့သောစိတ်နှင့်ခုံကြလော့အကြောင်းမူကားကောင်းငင်ဘုံ၌တင်တို့အကျိုးသည်ကြီးလာပေ၏တင်တို့၏ဘိုးဘေးများသည်ပရောဖက်တို့ကိုထိုသို့ပင်ပြုကြပြီတဏီကငွေရတက်သောတင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားတင်တို့သည်မိမိသက်သာခြင်းကိုယခုခံရကြ၏ဝါစွာစားရသောတင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားတင်တို့သည်ငတ်မှုခြင်းကိုရောက်ရကြလက်တံယခုရေတက်သောတင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားတင်တို့သည်ညီးတွားငိုကြွေးရကြလက်တံ လူတို့သည်တင်တို့ကိုချီးမွမ်းသောအခါတင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့၏ဘိုးဘေးများသည်မိစ္ဆာပရောဖက်တို့ကိုပင်တို့ကိုထိုတို့ပင်ပြုကြပြီးငါ့စကားကိုကြားရသောတင်တို့အားငါဆိုသည်ကတင်တို့၏ရန်သူတို့ကိုချစ်ကြလောတင်တို့ကိုမုန်းသောသူတို့အားကျေးဇူးပြုကြလောတင်တို့ကိုချိန်ဆသောသူတို့အားမေတ္တာပို့ကြလောတင်တို့ကိုနောက်ရက်သောသူတို့ဖို့ဖရာသခင်ကိုဆုတောင်းကြလောတင်၏ပါတစ်ဖက်ကိုပုတ်သောသူအားပါတစ်ဖက်ကိုပေးဦးလော သင်ဝလုံကိုသိမ့်ယူတော်သူအားသင်အင်းကြီးကိုလည်းယူစေခြင်းကအခွင့်ပေးဘူးလို့အကျဉ်သူသည်သင်ကိုတောင်းရီထိုးသူအားပေးလို့သင်ဥစ္စာကိုသိမ့်ယူတော်သူအားပြန်၍မတောင်းနှင့်သင်တို့သည်ကိုယ်၌သူတစ်ပါးပြုစေလိုသည့်အတိုင်းသူတစ်ပါး၌ပြုကြလော့သင်တို့ကိုချစ်တော်သူတို့အားသာချစ်တုံ့ပြန်လျင်အဘယ်ကျေးဇူးတင်သည်။သို့သောသူတို့သည်ကိုယ်ကိုချစ်တော်သူတို့အားချစ်တုံ့ပြန်ကြသည်မဟုတ်လော့သင်တို့ကိုကျေးဇူးပြုသူတို့အားသာကျေးဇူးပြုလျင်အဘယ်ကျေးဇူးတင်သည်။ သောသောသူတို့သည်အများလောက်ပြကြသည်မဟုတ်လောသူတစ်ပါးအားဥစ္စာချင်းငါသောအခါဆက်ပေးလိမ့်မည်ဟုမျှော်လင့်လျက်ချင်းငါလျင်အဘယ်ကျေးဇူးတင်သည်သို့သောသူတို့သည်ကျေးဇူးဆက်ခြင်းကိုခံလို့၍သို့သောသူအချင်းချင်းချင်းငါတက်သည်မဟုတ်လောတင်းတို့မူကားယန္တုတို့ကိုချစ်ကြလောကျေးဇူးပြုကြလောတစုံတစ်ခုကိုရမည်ဟုမျှော်လင့်ခြင်းမရှိဘဲချင်းငါကြလောထို့သို့ပြုရင်တင်းတို့အကျိုးကြီးလိမ့်မည်အမြင့်ဆုံးသောဘုရားဤသားဖြစ်ကြလိမ့်မည်ထို့ဘုရားသခင်သည်ကျေးဇူးမသိသော သူဆုံးညစ်တော်သဘောရှိတော်သူတို့အားယေရှုပြုတော်မူ၏ထို့ကြောင့်သင်တို့အဖသည်တနာချင်းစိတ်ရှိတော်မူသည်ဤသူသင်တို့သည်လည်းတနာချင်းစိတ်ရှိကြလောသူတစ်ပါးဤအမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုနှင့်မပြုရင်သင်တို့သည်စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်သူတစ်ပါးအပြစ်ကိုမစီရင်ကြနှင့်မစီရင်လျင်သင်တို့သည်အပြစ်စီရင်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်သူအပြစ်ကိုလွတ်လောလွတ်လျင်ကိုအပြစ်လွတ်လိမ့်မည် ူတစ်ပါးပေးကြလို့ပေးလင်သူတစ်ပါးဒီသင်တို့အားပေးကြလိမ့်မည် အမှန်ချင်းယုံမြမကတိတ်နှက်လျက်လှုပ်လျက်ရှံလျက်ရှိခြင်းနဲ့သင်တို့ရင်ခွင်၌ပေးကြလိမ့်မည်အကြောင်းမူကအချင်းချင်းတင်းပမာဏနှင့်သင်တို့ဒီသူတို့ဘာအပေးဤထိုပမာဏအတိုင်းကိုခံရကြမည်ဥပမာကလူကန်းသည်လူကန်းအလန်းကိုပြနိုင်သလိုနှုတ်ဦးတို့တွင်တွင်းတဲ့သူကြလိမ့်မည်မဟုတ်လောတပည့်သည်ဆရာထက်မသာအပြည့်တင်ပြီးတော့တပည့်တိုင်းမိမိဆရာကဲ့သို့ဖြစ်လိမ့်မည် ကိုမျက်စိ၌ရှိသောတခြင်းကိုမအောင်မိပဲညီကိုမျက်စိ၌ရှိသောညောင်ငယ်ကိုအဘဲချောင်းကြည့်ရှုသည်ကိုမျက်စိ၌ရှိသောတခြင်းကိုမမြင်မှတ်ပဲလျက်ညီအကိုသင်၏မျက်စိ၌ရှိသောညောင်ငယ်ကိုထုတ်ပြရစီဟုအဘဲသူညီအကိုအားဆိုရသည်နိမြို့ဝတ်တော်သူကိုမျက်စိ၌ရှိသောတခြင်းကိုရှိဥစွာထုတ်လောနောက်မှညီအကိုမျက်စိ၌ရှိသောညောင်ငယ်ကိုထုတ်ခြင်းကရှင်းလင်းစွာမြင်ရလိမ့်မည်မကောင်းသောအသီးကိုတီးသောအပင်ကကောင်းသောအပင်မဟုတ် ကောင်းသောအသီးကိုတီးသောအပင်ကမကောင်းသောအပင်မဟုတ်အသီးကိုထောက်၍အပင်သဘောကိုတီးရ၏ဆူးပင်၌တင်မောတဖန်းသီးကိုမဆွတ်တတ်တောချုံ၌စပြစ်သီးကိုမဆွတ်တတ်ကောင်းသောသူသည်ကောင်းသောမိမိစိတ်နှလုံးဗန္နာတိုက်ထဲကကောင်းသောအရာကိုထုတ်ဖော်တတ်၏မကောင်းသောသူသည်မကောင်းသောမိမိစိတ်နှလုံးဗန္နာတိုက်ထဲကမကောင်းသောအရာကိုထုတ်ဖော်တတ်၏အကြောင်းမူကားစိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မတတ်၏ ငါစကားကိုနားမထောင်မဲလျငါကိုတခင်တခင်ဟုအဘယ်ကြောင့်ခေါ်ကြသနည်းငါထံသို့လာ၍ငါစကားကိုကြားသည့်အတိုင်းနားထောင်လို့သူသည်အဘယ်သူနည်းသူသည်နည်းဟုမူကတိုက်ကိုတိဆောက်သောအခါနှက်စွာတူး၍ကြောက်ပေါ်မှာတိုက်မြင့်ချသောသူနည်းတူ၏ညည်ရထားသဖြင့်ရေစီး၍ထိုတိုက်ကိုရိုက်ခတ်သောအခါကြောက်ပေါ်မှာဒီလျက်ရှိသောကြောင့်မလုံနိုင်ရငါစကားကိုကြား၍နားမထောင်သောသူမူကအခုအခါမရှိပဲညီပေါ်မှာတိုက်ကိုတီသောသူနည်းတူ၏ရေစီး၍ တိုက်ကိုရိုက်တော့အခါချက်ချင်းလဲ၍အကုန်အစင်ပြုတ်ပြက်လေသည်ဟုဟောတော်မူ၏အခန်းငယ်၁မှ၄၉